လက်ရှိမယ်ပေါ့နော်ဒါပေမဲ့ကိုကြီးမနောဆိုတာကလည်းအလုံးတကဘာလုံးကတည်နေပြီလားပေါ့နော်ကျွန်တော်တို့မြန်မာပြည်သားတွေအလုံးဘယ်နိုင်ငံဘယ်နေရာမှာပဲရောက်ရောက်အလုံးတည်နေကြပြီလားပေါ့နော်အရန်ကိုမှအဆူတော့ဘဝချက်ချင်းတဲ့အောင်မြင်ခဲ့တဲ့ကိုကြီးမနောဖြစ်ပါတယ်ကိုကြီးမနောကသူ့ရဲ့ဘဝရဲ့အတွေ့အကြုံသူ့ရဲ့လုပ်ငန်းရဲ့အတွေ့အကြုံလေးတွေကို ျွန်တော်တို့လူငယ်တွေအတွက်ပြန်ပြီးတော့ share လုပ်ပေးနေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုလာပြီးတော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့ share လုပ်ပေးခြင်းဖြစ်ပါတယ်အကြောင်းမလို့ဗီဒီယိုလေးတွေကိုနားထောင်ပြီးရင်ကိုဘဝတွေကိုနော်လူတူတယောက်ချင်းရဲ့ဘဝတွေအားလုံးကိုကြည်ပွားတိုးတက်ပြီးတော့ကိုဖြစ်ချင်တဲ့အတိုင်းအောင်မြင်တဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါသေးလို့ပြောရင်းနဲ့ကိုကြီးမနှောရဲ့ပြန်ပြီးတော့မျှဝေပေးတဲ့ဘဝရဲ့အတွေ့အကြုံတွေကိုကျွန်တော်နဲ့တူတူလာပြီးတော့လေ့လာကြည့်ကြည့်လိုက်အောင်เนาะ မင်္ဂလာပါဗျာမင်္ဂလာပါခင်ဗျာစူးစမ်းနေတဲ့လူတယောက်အတွက်ဟိုစိတ်တူစရာတွေစိတ်ညစ်စရာတွေစူးစမ်းခြင်းစိတ်တွေရက်သွားတဲ့ခါမှာဟိုအဲ့ဒီလူမျိုးကြုံလာတဲ့ခါမှာအဲတတိထားစရာလေးကျွန်တော်အကြံပေးချင်လို့ပါနော်ဘာလဲဆိုတော့ဟိုလူတယောက်ကစူးစမ်းအထုတ်နေတဲ့ခါမှာမိမိရဲ့ပတ်ဝန်းကျင်ကိုအကူလေးရှိတယ်မိမိရဲ့ပတ်ဝန်းကျင်ဆိုတာက မိမိရဲ့ညီကိုမောင်နှမမိသားစုနော်တငယ်ချင်းဆွေမျိုးတန်ဝိုင်းတွေကိုအားကိုးလေးရှိတယ်ဗျအဲ့လိုမျိုးအားကိုးတဲ့ခါကျတော့အဲ့ဒီလိုမျိုးအားကိုးနေရင်းနဲ့ဟိုသူတို့ကကိုယ့်ကိုပံ့ပိုးမှုမရှိတာသို့မဟုတ်ကိုယ့်ကိုအဖက်မလုပ်တာကိုယ့်ကိုပံ့ပိုးမှုမရှိအဖက်မလုပ်ရုံနဲ့မဟုတ်ဘဲနဲ့သူတို့ကအထင်းကိုမကြည့်တာတွေပဲကြုံလာတယ်နော်ရုံချင်းမှုမရှိတာတွေကြုံလာတယ်အဲ့ဒီလိုခါမျိုးမှာမိမိကမယိုင်လေးနဲ့မိမိရဲ့ တိုးတက်ဖို့ကြိုးစားအားထုတ်မှုကိုမလျှော့နဲ့မလျှော့နဲ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံကိုပြောပြအောင်မယ်ကျွန်တော်ဘော်ဒီယုံခွဲတဲ့အခါကျွန်တော်တက်က16နှစ်ကျော်16နှစ်ဆွဆွနေပဲရှိသေးတာကျွန်တော်အစီကို16နှစ်ဆိုတကယ်တငငငယ်စက်ကွန်16ဆိုတော့အဲဆက်ရှက်ဆက်ရှက်နဲ့ကိုပါစီပါရေးတခုကိုတည်ထောင်နိုင်မှာဆိုတာအဲ့တော့ ဟိုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဆိုဗာမန်းတော့မတိသေးဘူးပေါ့နော်ဒါကျွန်တော်တို့ကအရန်ကိုမှမာခဲ့တယ်ပေါ့နော်ဆက်ရှင်နဲ့ပျော်တော့ပါတော့ကျွန်တော်တို့ပေါ့နော်ဟုတ်တယ်ကျွန်တော်ဆရာစီမှာကားအနေရကားအုံနာတွေကားပိုင်နေရတာကျွန်တော်လက်ရအောင်တီးလို့ကျွန်တော်ဆိုင်ခွဲတဲ့ခါမှာကျွန်တော်လိုက်အပ်တာလီ16နှစ်ကျော်ကျော်19နှစ်ဝန်းကျင်လူငယ်လေးတယောက်ကိုသူတို့ကားကြီးအဲ့ကေကကားတစ်စီးပိုင်ဖို့လွယ်မှတ်နေလွယ်ဘူးဗျအဲ့လိုမျိုး ယုံကြည်မှုနဲ့ကြုတ်ကိုကားတစ်စီးလုံးပေးအပ်ဖို့ခမရဘယ်သူကယုံမှာတော့အဲ့လိုလူမယုံတယ်လို့ကို့မိသားစုကလည်းပဲတကယ်ကိုလှုပ်တတ်တာလားမသိဘူးတကယ်ကားပေါ်ဒီဆရာကြီးနဲ့ဟင်းဒီလေးနဲ့ဟင်းကလေးခွန်းတော်ကလေးငါမောင်လူလေးနဲ့မင်းရဲ့လူလေးငါသားနဲ့ဒီလူလေးခေါ်တာလေ ကျုံကဥမမေစာမမြောက်ပဲမြင်ထားတာလေကျုံကသာဗောဓိယုံမှာလက်ထောက်ကြီးလှုပ်လို့တပည့်တွေခိုင်းလို့အဲ့တော့ကိုနဲ့မသိတဲ့နေရာမှာသာကိုကအင်းစူးစမ်းအထုမှုကစူးစမ်းအထုခွင့်ရတဲ့နေရာမှာသာကိုရဲ့အရေးချင်းကပေါ်တာလေကိုရဲ့ပတ်ဝန်းကျင်ကိုရဲ့မိသားစုကိုတငယ်ချင်းတွေကြားထဲမှာကိုလုံးလုံးနေတဲ့အရေးချင်းတွေမမြင်မှမမြင်ရတာဟုတ်တယ်အဲ့ကြတော့ဘလို့ယုံမှာတော့ညာနော် မယုံဘူးဒါဟုတ်သွားပြီးတော့သူတို့အပြစ်မတင်ဘူးကျွန်တော်ငငယ်တော့အပြစ်တင်တယ်ဗျသူများတစင်းရယုံပြီးငါငွေချင်းပေါင်းတယ်ငါဆွေမျိုးငါမိသားစုကငါမယုံဘူးကွာတောက်တွေခေါက်ခေါက်အဲ့ဒါကတော့ကျွန်တော်တို့လုပ်တာရှိတဲ့ပါပါတရားတယ်။ဟုတ်တယ်။အဲ့တော့ဟိုဖြစ်တဲ့တဘောကဘလို့လဲဆိုတော့သူ့ပါသူထင်ကြီးကြီးထင်သေးသေးယုံကြီးကြီးမယုံကြီးကြီးကိုလားကိုရှောက်ကိုရည်ချင်းနဲ့ကိုစူးစမ်းအဲ့ဒီချိန်မှာကျွန်တော်အကူကဝမ်းခွဲရ ကျွန်တော်စိုင်မှာကျွန်တော်ကကောင်တာကြီးကောင်တာဆိုတာ6ဘင်းကားကြီးကျွန်တော်ကတိုက်ဖြောင်းနေမှာလုံနိုင်တယ်အဲ့ကျွန်တော်အဲ့ကားကြီးကိုကျွန်တော်မောင်းလာတယ်ဟာလူလေးอ่ะကွာလူလေးရဲ့ပူတူတူနဲ့ပိမ့်ပိမ့်လေးနဲ့အသက်ကလည်း16ကျော်19ဝန်းကျင်ဆိုတော့ဒီကောင်ကကားကြီးကြီးတက်မောင်းပြီးတော့ဟာဆိုင်ထဲမှာကားတွေထိုးလိုက်လှုပ်လှုပ်တွေလှုပ်လိုက်ဟာကားဆိုင်ထဲမှာအနည်းဆုံး6စီးရှိရဲ့ဗျာ ုပ်ငန်းရှင်ကပြောတာခင်ဗျလူနဲ့မလိုက်ဘူးဗျာကား6စီးကျွန်တော်လုံးမဲ့သူကကျွန်တော်ရဲ့ကျွန်တော်တပည့်ဝေထွန်းရဲ့ဇောဇောရဲ့ကျွန်တော်ညီနေဇောရဲ့ဆန်ခွက်ကလည်းဒီလေးရောက်ပြီးမှနန်းနန်းနဲ့ကြော်တက်ရောက်တာငယ်လေးနဲ့ဒါပဲကလားဒါပဲအဲ့လိုအဆင့်နေဆင်းဆင်းရောက်လာတာအဲ့ညာလေးနဲ့ဒီကားတွေလုံတာဗျအဲ့ကျတော့ငှားလေးနဲ့လုံတာတချမ်းလေးမဖြစ်နိုင်ဘူးလေအဲ့ကျတော့ကျွန်တော်ကိုကြီးဟာဒီကောင်ကားတွေဘာတွေမောင်းတာဟုတ်လားလားလို့ဟဲ့အဲ့လောက်ပဲမြင်သေးတာ တို့ကိုင်းတစ်စီးလုံးပုံအပ်တာသူများတစ်စီးနေရပုံအပ်နေပြီလေမိသားစုတိုင်းဝန်ယုံသိမှုလေနော်ပြောချင်တာကတော့ယုံကြည်မှုမရတဲ့ခါမှာမိမိကမအောင်မြင်နိုင်ဘူးလားဟုတ်ဘူးကိုယ့်ရင်ချင်းကိုယ့်စီမှာပဲရှိတာသူတို့ထင်ကြီးချင်းထင်သေးချင်းယုံကြည်မှုရှိချင်းမရှိချင်းသူတို့စိတ်မှာပဲဖြစ်နေတာအဲ့ဒါကိုသိထားပါနော်ခွန်အားမပြတ်နဲ့ဇွေးမလျှော့နဲ့ကြိုးစားလုံးဝကိုကြိုးစားကြိုးစားရင်ဖြစ်ကိုဖြစ်တယ်ရောက်ကိုရောက်မှာပုံမှန်နှမ်းနေရမှာခကြီးရတော့နော်အဲ့တော့ပြောချင်တာက ကိုနဲ့နီးလေကိုရဲ့အရေးချင်းကိုယုံကြည်မှုခက်လီပဲလीတပြေးပြေးမှာတကယ်အောင်မြင်လာပြီပုံဝန်းကျင်ကနေပြီးတော့သူ့လိုအပ်လာပြီသူ့အတုံးပြူလာပြီဆိုမှအိုးဟုတ်လားအေးဘေးစုတို့ဒီကောင်ကြာကြီးအဲအဲ့လိုဖြစ်ပြီးတော့မှသူလဲတုံးတယ်သူလဲတုံးတယ်ဆိုမှအေးငါလဲတုံးမယ်ဖြစ်လာတာလीဒါအနည်းဆုံးသူကိုပုံဝန်းကျင်ကနောက်ဆုံးမှတုံးပြူမယ်လို့မှတ်နောက်ဆုံးမှလက်ခံမယ်လို့မှတ်နောက်ဆုံးမှတံပိုးထားလေးစားလိမ့်မယ်လို့မှအဲ့ဒါသူတို့ကိုခြေကုန်းမယူနဲ့ တကယ်လောကကြီးထဲမှာဖြတ်တန်းရင်းနဲ့မိမိရဲ့အရေးချင်းကအများသူကတုံ့ပြုနေပြီးဆိုရင်ခုနအထင်မကြီးတဲ့သူမလေးစားတဲ့သူမပံ့ပိုးတဲ့သူတွေကလေးစားလာမယ်ပံ့ပိုးလာမယ်တံမိုးထားလာနိုင်မယ်ဟုတ်တယ်ဒါတကယ်ပြင်ရလို့လုံးဝပဲတည်ပြမှာရတယ်လို့ဟုတ်တယ်ပြောချင်တာပါနော်အဲ့တော့ကြောင့်သူတို့တွေရဲ့လေးစားမှုယုံကြည်မှုမရှိတာတွေပေါ့မှာခံစားမှုစိတ်ပင်ပန်းမှုတွေမဖြစ်နဲ့ အပြစ်လည်းမတင်နဲ့နော်တဘာဝပဲခမားကျွန်တော်တို့ကိုယ်တိုင်ကလည်းကျွန်တော်တို့ရဲ့သားသမီးကျွန်တော်တို့ရဲ့မိသားစုပတ်ဝန်းကျင်ကိုလွယ်လွယ်ကူကူခမားကားပဲမောင်းတင်ကြီးအောင်စပိမဲစီးတင်ကြီးဆန်ခဲပဲစီးတင်ကြီးလွယ်လွယ်နဲ့မလွတ်နိုင်ဘူးစိတ်မချဘူးသူများတကယ်ချင်းတက်ဆိုရင်တက်လိုက်စီးမှာနော်သူမောင်းလာလို့ဆန်ခဲပဲစီးစီးကားပဲမောင်းမောင်းဘေးလူကသူ့တည်ဦးလေသူမောင်းနေတဲ့ထင်လို့လိုက်တာလေကျွန်တော်တို့သိနေတဲ့သူကသူမောင်းရင်မစီးရဲဘူးလေဟုတ်ဘူးလားစဉ်းစားကြည့်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပဲလေ ဟုတ်တယ်ဂျန်ပြောကြပါလေကျွန်တော်တော့မခိုင်းနိုင်ရပါဘူးပြောကြတယ်ယွာနာမြက်ယွာနွားမစားဘူးတဲ့ဟုတ်တယ်ဒါလို့ရှင်ယူဆယ်ပုံမြင်နေတာကိုရှိသေးတာပဲเนาะရှိတယ်နာဆိုတော့ဒါတွေ့ရှိနေရသူတွေဆိုတော့ယုံကြည်ရခက်တယ်လीเนาะဟုတ်တယ်အဲ့ဒါကြောင့်မို့လို့ဟုတ်တယ်မိမိကိုမိမိဘဝတိုးတက်အောင်ကြိုးစားနေတဲ့ပုံမှာမိမိရဲ့ရင်းနှီးဆုံးသူတွေချစ်ခင်ရသူတွေပတ်ဝန်းကျင်เนาะတိုင်းဝမ်လူတွေရဲ့ထင်ကြီးမှုလေးစားမှုပံ့ပိုးမှုယုံကြည်မှုမရှိသေးရင်စိတ်အားငယ်နဲ့ ူတို့ကနောက်ဆုံးမှလာမယ်သူတွေနော်သူတို့နောက်ဆုံးမှလာမယ်သူတွေနော်အဲ့ဒါထုတ်ပြန်စိုက်ပါအရင်ဆုံးလာမှာဝေးဆုံးအသူတွေကအရင်ဆုံးလာမှာကိုယ့်ကိုလှုပ်ဆောင်ချက်ကိုကြည့်ပြီးတော့လက်ခံတဲ့လက်ခံတဲ့ယုံကြည်တဲ့ယုံကြည်တဲ့ဒေသတဲ့ဒေသတဲ့သူတို့မှနေဖြစ်လာပြီးတော့မှအော်များတူပါတယ်တုံးလာပြီဆိုမှနှိစက်ဆုံးသူတွေကနောက်ဆုံးမှလာလိမ့်မယ်နော်အဲ့ဒါကြောင့်နှိစက်ဆုံးကြည့်မယ်ဆိုရင်ဖုံကြီးမျိုးတော်မှဘလောက်ပဲတပားသူတွေကပွဲတွေ တရားပွဲတွေပြင်ပြီးအဲ့ဒီဘုန်းကြီးမျိုးကအဲ့ဒီဘုန်းကြီးကိုကြည်ညိုဖို့တော်တော်ခဲရင်းနေတော့ဒါတဘာဝတရားတွေဒါကတန်ခါဟုတ်ခင်ဗျာကျွန်တော်ကျွန်တော်ဆရာလေးစားဆရာကောင်းနေတန်ခါတော်မှာဘုန်းကြီးမျိုးကဘုန်းကြီးကိုကြည်ညိုခဲတယ်နော်ဒါတဘာဝတရားပဲဒါအဲ့လိုမျိုးရှိတယ်နော်ဒါပဲကြည်ချင်းအပြင်ကျုပ်တို့လိုပုထုဇဉ်တွေတာမန်လူတွေကတော့စင့်ကိုမစင်စားနဲ့တော့ဗျာဆရာတော်တန်ဃာတော်တွေစာပေကျမ်းဂန်တွေတအားကျွမ်းတဲ့သူတွေဘုန်းကြီးမျိုးကတော်တော်ဉာဏ်ရှိတဲ့သူမှကြည်ညိုတာဗျာနော် အဲ့လိုရှိတယ်မြတ်စွာဘုရားတော်သူ့မျိုးတွေတကူပြတာလေတကူပြမှလားမလို့တကူကြီးတယ်ဆိုမှယုံကြည်တာအဲ့ဒါကြောင့်ကျွန်တော်တို့တွေလည်းပဲအပြင်မှာကိုယ့်ရဲ့အခြေချင်းတွေတကူတွေကိုပြပြီးမှကိုယ်ပတ်ဝန်းကျင်ဟာတိတ်မှန်တယ်ပေါ့နော်ဒါကတော့ကိုကြီးမနောကဖုန်ကြီးတွေနဲ့ပတ်သက်ပြီးပြောလာလို့ကျွန်တော်တို့ရဲ့အတွက်ကြောင့်လေးတကူကိုပြန်ပြီးတော့ညဝေပေးပါမယ်ကျွန်တော်မှဦးလေးတယောက်ရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ဦးလေးဟာဖုန်ကြီးဝင်နေတာပေါ့နော် ဘုံကြီးဝက်နေတဲ့အချိန်မှာခဏကကိုကြီးမနှောပြောတယ်လို့ပဲကျွန်တော်လည်းဦးလေးကိုကိုရဲ့အမျိုးချင်းချင်းကဘယ်သူမှမကြည့်ညို့ဘူးပေါ့နော်နောက်ဆုံးကျတော့ဘယ်လိုမျိုးဖြစ်သွားလဲဆိုရင်ကျွန်တော်ရဲ့ဦးလေးကိုចောင်းတိုင်ဘုံကြီးကနေမှမောင်းချလိုက်တဲ့အချိန်ခါကျမှကျွန်တော်ရဲ့ဦးလေးကအာအဲ့ဒီရွာလေးနဲ့ဝေးတဲ့နေရာကိုထွက်သွားတယ်ပေါ့နော်ထွက်သွားတဲ့အခါကျမှအဲ့ဒီမှာတရားထိုင်နေတဲ့အခါကျမှ အဲအဲ့ဒီသူရောက်သွားတဲ့ကျွန်တော်ကုလေးရောက်သွားတဲ့ဒီမျိုးရက်ရွာကလူတွေက မြင်ပြီးတော့အယမ်းကြည်ညိုပြီးတော့အယမ်းကြည်ညိုသွားတာပေါ့နော်တကယ်ကိုဘုန်းကြီးရဟန်းဆက်တယ်တကယ်ကိုသာသနာနဲ့ညီအောင်တရားထိုင်အားထုတ်နေတယ်ဆိုပြီးတော့အဲ့ဒီမှာအားကြည်ညိုသွားပြီးတော့ခနေ့အချိန်ထိလူလေသည့်မရှိတကတကမတွေအယမ်းကြည်ညိုခံရတဲ့ဆရာတော်တပါးဖြစ်နေတာပေါ့နော်အခုလည်းရှိပါတယ်ပြနေရမှာလို့တော့ကျွန်တော်ပြောတော့ဘူးပေါ့နော် โอเคဒါဆိုလို့ရှိရဒီဗီဒီယိုလေးတော့เนาะဒီမှာပဲအဆုံးသတ်ပြုအဆုံးသတ်ခွင့်ပြုပါနောက်ဒီလိုမျိုးတံပိုးရှိတဲ့ဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်အမြဲတမ်း share လုပ်နေမှာဖြစ်တာကြောင့်မို့လို့ဗီဒီယိုလေးတွေကိုကြည့်ရှုပြီးသွားလို့ရှိရင်လည်း like and share လေးတွေလှုပ်ထားပေးပါလို့ပြောရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြည့်ပါဦးမယ်လို့ပြန်ပါပါဘာလို့လဲကြောင့်ဆွေးမရှင်နေဆက်ပြီးကြိုးစားပါလို့အကြံပြုပါရစေခင်ဗျာကဲဆုံးပြေပါခင်ဗျာစိတ်ချမ်းသာကိုကြိုးစားခြင်းပြေဆုံးပါစေတတ်တူထမ်းရပါခင်ဗျာ 明个拉吧呀！